မေးမယ်ကွာဒီငါတို့ဒီစကပုံနေရှိတယ်မလားစကပုံနေရှိတော့လေဒီတကိုးတယူကန်ဆိုတာအဲ့ဒါဘာလို့ပြောတာအဲ့တော့ဒီလူကအေးငါလည်းမသိอืมရှင်းနေတော့မင်းပြောတာတကယ်မသိတာမသိတာမသိဘူးပြောတော့ဘာပြောအဲ့တော့ငါနောက်တစ်ခုနောက်တစ်ခုရှိတယ်ကွာအဲ့တကိုးနဲ့ပတ်သက်ပြီးတော့ပဲဟာလေ တကူပါလူပြန်ဟစ်ဆိုတာတကူကလူပြန်ဟစ်ဆိုတဲ့ဟာလေအင်းလူပြန်အကြဘူးလေအကြဘူးလေကျွန်တော်မဖမ်းကြပါနဲ့ဗျာကျွန်တော်မဖမ်းကြပါနဲ့ဗျာဒီတကူကလူပြန်ဟစ်အဲ့အတိတ်ပဲဆိုတော့ငါတိတ်နာမယ်ကျွန်တော်မဖမ်းကြပါနဲ့ဒါလူပြန်ဟစ်တာပေါ့အတန်နဲ့မဖမ်းကြပါနဲ့ဗျာမဖမ်းကြပါဘူးကိုကကိုကတကူဆိုပြီးတော့ဒါပေမဲ့ဝိုင်းပန်းတဲ့ခါကျတော့ကိုကလူပြန်ဟစ်တာကိုကတကူပြန်ပြီးဟုတ်မဖမ်းကြပါနဲ့ဗျာမဖမ်းကြပါနဲ့ဩော်သူကလူကောင်းမှာကျွန်တော်ကျွန်တော်မကူပါဘူးကျွန်တော်တကူကပြေးပြီပါညာအဲ့တကူလူပြန်ဟစ်တယ်ပြီးတော့ ဩတခိုးတရုတ်ကကျွန်တော်မသိဘူးပေါ့မသိဘူးမသိဘူးဟိုအဲ့ဇကဘိုးလေးရရှုပ်တယ်နော်อืมတခိုးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တခိုးဆိုတာမရှိလို့တကယ်ခိုးစားတဲ့လူကြီးရှိတယ်လို့อืมတချို့ကြတော့လေခိုးမှန်းမသိနဲ့ခိုးနေတာကြီးလေရှိတယ်အဲ့ဒါကျွန်တော်တို့တခိုးလို့ပဲပြောပါအဲ့ဒါမှတခိုးလူပြန်ဟစ်တယ်လို့ပြောတာတို့ကတို့ခိုးတာလားတို့အကြီးကြီးမားမားခိုးတာလားပစ္စည်းဥစ္စာသဘောပေါက်လားဥပမာအများပြောရမယ်ဆိုတာတိုင်းပြည်ဗန္နာကိုခိုးတာလားဒါခိုးတာပဲလीဒါပြည်သူပိုင်တဲ့ပတ်စံတိုင်းပြည်ဗန္နာဆိုတာပြည်သူပိုင်တာဟုတ်လား ဲ့တော့သူတို့ပိုင်တဲ့ team ကိုခိုးထားတာ။အော်ဆိုလိုချင်ကတော့သူကိုယ်တိုင်ရောမကောင်းဘူး။သူကိုယ်တိုင်မကောင်းမဲနဲ့သူကသူများတွေကိုသွားပြီးတော့မကောင်းဘူးမကောင်းဘူးသွားပြောနေတာပေါ့။တခိုးလူပြန်ရဲ့လို့ပြောတာပေါ့။အော်မသိပါဘူးကွာ။ငါအဖအဘပဲပေါ့။ငါဘာဘာဘယ်လေ။ဟုတ်လေ။ငါငါဟုတ်ပါပါ။ဘာဘာအဖအမေးကြည့်မလို့လို့ကျွန်တော်အဲ့ဒါသူပြောနေတာ။ဘာနဲ့ဘာလို့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 မင်းတို့ကလေကွာဒီလိုပါအိမ်ထဲမှာစကားပြောပါလားကွာမင်းတို့ကလေအပြစ်မှာထွက်ပြီးတော့စကားပြောတယ်။မဟုတ်လေ။ကျွန်တော်တို့ကကောင်းတာမဟုတ်ဘူး။ တိတယ်ဗာဒါပေမဲ့ကျွန်တော်လည်းဟိုတိကျင်တဲ့ဟာလေးကိုဟိုဟိုတောင်းငယ်လေးကိုမေးကြည့်တောင်းငယ်လေးတို့ကြာတော့နည်းနည်းဘာဟုနဲ့ဒုတာရှိတယ်လေဘာဟုဒုတာဒုတာဟုတ်ပါဘာတိကျင်တယ်ဒီကောင်သွားမေးလို့မင်းတို့ဘာတိမှလဲအချင်းကြီးပဲဗောဒီကောင်ဘာတိမှလဲဒီကောင်ဒီကောင်တိတာတစ်ခုပဲရှိတယ်ညနေနေနေအဲအဲ့ဒါဟုတ်ပါပြီပုံကျွန်တော်သိချင်တာအဘဒီလိုပါအဲ့ဇကပုံနေရှိတာလေဇကပုံနေအဲ့တကိုးတရိုးကန်လို့တကိုးကလူပြန်ဟစ်တယ်လို့ဒီလိုတကိုးတရိုးကန်ဆိုတာဒီလို့ အဲတကူးဘက်ကိုတယိုးကြီးပေးတာတယ်လက်ကင်တယိုးကြီးပေးတာတယ်လူကောင်းဘက်ကြတော့အချွန်ဓာသွားကြီးကိုပေးတာတယ်အဲအဲ့တော့တကူးတယိုးကန်လို့ခေါ်တယ်အောက်လွယ်လွယ်လေးကိုဘာလို့အဲ့ဒီစကပုံးကြီးရထွက်တာအဲ့တကူးကတကူးတယိုးနဲ့တို့ဆိုထိုးလိုက်ရုံပဲဗောမင်းကဒုက္ခပဲအဲအဲ့ဒါအဲတကူးလူပြန်ဟေ့ဆိုတာဒီမျိုးတကူးကလူပြန်ဟေ့တာနော်အဲနောက်ကနေတကူးတကူးတကူးဖမ်းဖမ်းဖမ်းဆိုတကူးကရှေ့ရောက်နေရှေ့လေးရောက်တော့ဟိုဘက်ကလူအုပ်လဲလာလဲလာအောင်သူကနေပြန်အောင်လို့ဟိုဘက်ကလူလဲမြင်မြောက်ဟာတကူး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 ဆိုပြန်အဲတော်တော်ပြန်တကူးလည်း တကူပဲတကူတန်းခိုးနေတာဟောအဲ့ဒါကိုသူကသူမဟုတ်သလိုနဲ့ဟိုတပည့်လူတွေတကူတကူဆိုလိုက်ဥမာဥမာငါတို့ကဟိုသူကဝိုင်းလိုက်ကြတယ်ပေါ့အဘကခိုးထားတယ်အဲ့ဒါသူကငါတို့ပြန်တကူ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 မမန်းတော့အဘတကူအဘတကူဟုတ်တယ်လေဥပမာအရဟုတ်တယ်လေဟုတ်တယ်မလားဒီလိုငါတို့ကခိုးထားတယ်ကွာအဲ့ तू ခိုးနေတော့မှလူလဲမိလဲမိပါ ူကဟာပြောမလောက်တာလို့ဟာကျွန်တော်လောက်တာမဟုတ်ဘူးကျွန်တော်လောက်တာမဟုတ်ဘူးအာစီးတာလောက်တာစီးတာတခေါစီးတာတခေါစီးတာတခေါအဲ့ဥပမာအဲ့ဒါပဲဒါတို့ယောက်ကနေပြီးတော့တိုင်းလေးတို့က light off ပဲအမအဘတခေါပဲထားပါတော့အဲ့မှာအဘကနေပြီးတော့ကျွန်တော်တို့ပြန်ပြီးလည်းညှိုးတို့တခေါ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 မိုက်ကတခေါကပါအမပြောတဲ့ဥမာပါဥမာမင်းကခိုးတာလေဟုတ်တယ်မင်းကခိုးတာမင်းကိုလေလူလဲမိလဲမိကန်ဒီရောမင်းကနေဟာကျွန်တော်ခိုးတာမဟုတ်ဘူးကျွန်တော်ခိုးတာမဟုတ်ဘူးအာဘာခိုးတာဘာခိုးတာငါလည်းမဟုတ်ငါခိုးတာမဟုတ်ငါခိုးတာမဟုတ်မင်းခိုးတာမင်းခိုးတာအေးကျွန်တော်ဥပမာလေအဘတခေါပဲထားပါတော့မင်းမင်းတခေါ ဘာတခုကျွန်တော်တခုဘာတခုဘာတခုဘာတခုကျွန်တော်တော့ကျွန်တော်တော့ပါပါဘာတခုတော့ဘာဘာဘာပြောတာဘာဘူးလေဘုမမပေးတာလေငါကျွေးလို့ဒီလိုမင်းနေနေရတာနော်ဟုတ်တယ်မိမိသားစုဘယ်လိုနေနေရလဲအနာဘောထုတ်ကြရင်လေဆိုတာအဲ့ဒါမျိုးအဲစကားဘောတခုအနာဘောထုတ်ကြရဆိုတာအဲ့ဒါအဲ့ဒါပဲပျောကပျောကမှန်တုံဆင်းနေဆိုတာအဲကြောင်ကြကြရေမကုန်ဘူးပြရကျွန်တော်ဥပမာအလင်္ကာနဲ့ပေးတာအဘတခုကျွန်တော်တော့ပါပါပါဘီ ရပြီရကျွန်တော်သဘောပေါက်ပြီတားငယ်လေးငါတို့အခု standard army KSS 290ရှိနေပြီမခိုးတဲ့စစ်သားတယောက်မှမရှိဘူးဟုတ်ပြီဟုတ်ပြီအမကျွန်တော်သဘောပေါက်တယ်နော်ဟုတ်ပါအဲ့ဒါကျွန်တော်ပြောချင်တဲ့အကြောင်းကျွန်တော်သိချင်တဲ့အကြောင်းကကျွန်တော်သိသွားပြီအဲ့တော့ကျွန်တော်သိချင်တဲ့အရာအဲ့ဒါတက်ချုပ်ကြီးကတခိုးပေါ့ဟုတ်လေအခုကသူကတခိုးမခိုးတဲ့စစ်သားဘယ်သူမှမရှိတော့အဘကိုရင်မျိုးကလေဒါဆိုတက်ချုပ်ကြီးကတခိုးပေါ့ဟုတ်တယ်ကွာဟုတ်တယ်ကွာမလည်းတခိုးပဲဟုတ်ရရရငါခိုးတာမဟုတ်ငါ body ယူတာဟုတ်ပါပြီဗျ ထားလိုက်တော့ဒါအဘအဘခိုးတော့ကျွန်တော်မပြောချင်တဲ့ဥစ္စာကိုပြောလိုက်ကျွန်တော်အဘခိုးတော့ကျွန်တော်မပြောချင်ဘူးဟိဟိဟိအဲ့ဒါကြီးထဲမှာပြောနေမင်းပြောချင်တဲ့ဥစ္စာကိုပြောအခုကကျွန်တော်အဲ့ဆိုရင်အဲ့တကပုံတိုင်းဆိုရင်တော့ဒါအခုကတက်ချုပ်ကြီးကတခိုးဖြစ်နေတယ်ဆိုတာကိုပြောပြတာဘာလို့လဲဆိုတော့အခုတက်ချုပ်ကြီးကအခုအမိတ်ဟိုတခုထုတ်လိုက်တယ်ဘာလို့လဲဘာလို့ထုတ်တာဟိုအခုဟိုအကျင့်စာလိမ့်တာတဲ့မကောင်းတဲ့ဒီဟိုအမတ်လောင်းနေပေါ့ဒီအမတ်လောင်းနေကိုအခုလာမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ကျွန်တော်စီမံခွင့်မပြုတ်ဘူးတဲ့ဟေးအဲ့တော့အဘစဉ်းစားကြည့်တခိုးကလူပြန်ဟဲ့တာမဟုတ်ဘူးလား ဆိုတာလေကွာအဲ့လိုမပြောသင့်ဘူးလေကွာမပြောသင့်ဘူးမပြောဘူးမပြောရမှာအဲ့လိုကျွန်တော်ပြောတဲ့သူ့ကိုပြည်သူတွေရချင်းနေတယ်ဆိုရင်ထားတော့အေးလေငါတို့ရှင်းရှင်းနေအခုကျွန်တော်ပြောတာကကျွန်တော်ပြောတဲ့စကားပုံနဲ့အခုတက်ချုံကြီးနဲ့ကြိုက်တယ်ကွာကြိုက်တော့ဗောအဘသခိုးပဲထားလို့ဟုတ်တယ်ဗျအဲ့ဒါကိုသူတခုအဲ့ဒါမပါတော့ဘူးအဲ့ဒါမပါတော့ဘူးအဲ့ဒါမပါတော့ဘူးအဲ့တော့အခုတက်ချုံကြီးသူ့ဟောချစ်စာတွေကောင်းလို့လားမကောင်းဘူးလေငါဟောကောင်းလို့လားမကောင်းဘူးမင်းတို့ဟောကောင်းလို့လားကောင်းတယ်ကောင်းတယ်ဘာကောင်းတာလဲဘာကောင်းတာလဲ ငါပြောပြမယ်ခုနကငါပြောသလိုပဲမဟုတ်တရားမျိုးအနိုင်ကျင့်ပြီးတော့ပြည်သူအာဏာကိုငါတို့လူယူတာအတွက်ကောင်းဦးမကောင်းဘူးဟုတ်ကဲ့ပါအေးဒီကြားထဲမင်းတို့ငါပြောပါမယ်နော်အခုဥစ္စာတစောင်းတိုင်းမိဖို့မြန်ပွဲတော့တောက်ကြီးမှာချင်းပါလားတိတိ တက်ချုပ်လုပ်တဲ့ဥစ္စာကွာရုံးလုံးအားကြီးတယ်ကွာဒီစစ်တပ်တွေကလူတွေကိုတက်ချုပ်လာမဲ့လမ်းမှာအကုန်လုံးစောင့်ခိုင်းတာလေစစ်တပ်တွေကမိသားစုမသိစရာဘူးမသိစရာဘူးအဲ့ဒီအဲ့ဒီမိသားစုတွေကနေပြောအဲဖုန်းလေးနဲ့ဗီဒီယိုရိုက်နေရိုက်ပြီးတော့အာဘာနေကောင်းလားအတက်ချုပ်ကြီးကျမ်းပါပါသေးဘာကျမ်းပါပါသေးဘာမင်္ဂလာပါနော်ဆိုတဲ့ဂျုံးနေတယ်သူကမလုပ်ရဘူးမလုပ်ရဘူးတကယ်လို့များတက်ချုပ်ကနေပြီးတော့လာလေအော်ဒီကမိဘမြောင်လာလေပြီးတော့ဟာဟာဖိုင်ကျမ်းပါပါသေးချမ်းသာပါသေးမင်္ဂလာအဲ့လိုမျိုးအုံကြွပြီးပြောရင်တကယ်လား ဒေါ်ဆန်းစုကြည်လာတော့ဘယ်လိုလုပ်မလဲဒေါ်ဆန်းစုလက်ထက်လာတော့အာမေစုကျမ်းမာမာဒီအကုန်လုံးတံမြန်ကြီးဟော်တာလေဟုတ်ပါပြီမျိုးမြန်ကူးကြီးမာလေဟိတ်တော့ပါလေဟုတ်ပါပြီဟုတ်ပါအဲ့ဒါကျွန်တော်သိကျင်တယ်အဲ့ဒါပါဘာလို့ဆိုအခုကကသူကိုယ်တိုင်ကမကောင်းမင်းနဲ့အကျင့်စာရိတ္တမကောင်းတဲ့လူတွေဒီရွေးကောက်ပွဲမှာပါဝင်ရှင်မြန်ခွင့်မပေးဘူးဆိုတော့အမိတ်ထုတ်တယ်ဆိုတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်သိကျင်လို့မေးကြည့်တာပါရပါပြီမီးမောင်းမြန်ပွဲကိုမတွားအောင်အမှန်တကယ်ရွာတွေကိုလေအဘတို့မီးရှို့ထားတဲ့မီးရှို့ပွဲကိုတွားအောင်မီးရှို့ပွဲကိုတွား တော်လိုက်တော့တော်လိုက်လို့အမမန်ဒီလိုပါနောက်ထပ်စကပုံတစ်ခုတိုးသွားတယ်ခုနမင်းပြောတဲ့ဥစ္စာပါလေတခိုးကလူပြန်ဟဲ့တခိုးကလူပြန်ဟဲ့ဆိုတဲ့ဥစ္စာဒါစကပုံတိုးသွားတာအော်ဟုတ်ပါဟုတ်ပါဟုတ်ပါအဲ့တော့ဒီညနေပိုင်းကျွန်တော်ရရရှိလာတဲ့သတင်းလေးကိုကျွန်တော်တင်ပြပေးမယ်နော်အဲ့တော့ကျွန်တော်ပထမဆုံးဟိုတင်ပြပေးမယ့်သတင်းကတော့အဘငကြောစိတ်အောင်ကြောက်တယ်အေးအေးကြောင်းလေးကျွန်တော်ပြောမယ်ဟုတ်ပါအဲ့တော့မျက်နှာပြတ်သွားစရာအကြောင်းမရှိဘူးဟာပြောပြီးသားပါဟုတ်လားကျွန်တော်ပြတ်ပြီးသားပါဟာ ပြောင်းဘာမှမပြောင်းမင်းကပြောင်းငါလူမမာကြီးကြာနေရပါဟုတ်နေဘာဒီရထစိမ်မကောင်းဖြစ်နေမျက်နှာပြက်နေရေမပြက်ဘူးမပြက်ဘူးငါမနက်ကပြောရှိရှိပဲအဲ့ခုကျွန်တော်ဒီစည်ရေးသတင်းလေးကိုပြောမယ်နော်အဲ့ဒါကကျွန်တော်အေအေပေါ့အေအေနဲ့ကျွန်တော်ဒီလုတ်ပြန်ပြီပေါ့ဒီကျွန်တော်ရဲ့ဒီစက်ကမဟိုကျွန်တော်ရဲ့စစ်ကော်မရှင်နဲ့ပေါ့နော်အေအေနဲ့ကျွန်တော်ကြောက်ဖြူမှာတိုက်ပွဲတွေဖြစ်နေတယ်ဆိုတာဗါလည်းသိတယ်နော်သိတယ်သိတယ်အဲ့အကြောင်းကတိလို့ငါ ဘာမှမပြောတာဟုတ်ဒါမဲ့ကျွန်တော်တို့ဒီပြောရမယ်ဆိုရင်စကမဘက်ကနေကျွန်တော်တို့ဒီအင်အားအလုံးရင်းနေပေါ့ဗျာအင်အားဘာလို့လုံးသွားတာလဲသူတို့ဖြတ်ပြီးကြက်ပြီးတော့ဂျန်တူတက်ရအောင်ဟုတ်အင်အားအလုံးရင်းနေဆိုတာစစ်ကြောင်းနေစစ်ကြောင်းနေစစ်ကြောင်းနေခွဲတာအော်စစ်ကြောင်းနေခွဲပြီးတော့အလုံးရင်းနေတက်တာစစ်ကြောင်းပြောရမယ်စစ်တကောင်းမဟုတ်ဘူးစစ်ကြောင်းစစ်ကြောင်းတုံးကြောင်းတုံးကြောင်းတုံးကြောင်းခွဲပြီးတော့ဒီကြောက်ကြီးမှာအေနဲ့တိုက်ပွဲကြီးဖြစ်တာအော်အပြင်းအထန်ဖြစ်နေတယ်အဲ့ဖြစ်နေတဲ့အချိန်မှာအခုလောလောဆယ်တော့ကျွန်တော်နှစ်ကြောင်းမရှိတော့ နှစ်ချောင်းမရှိတော့တာဘုံကျဲတိုက်ခိုက်လို့လားဒါမှမဟုတ်မျိုးရှုပ်ပလိကအဲ့နှစ်ချောင်းလုံးပေးကုန်တာသုံးချောင်းပါနှစ်ချောင်းစချောင်းသုံးချောင်းပါနှစ်ချောင်းမရှိတော့အော်မင်းပြောတယ်ဆိုတာစချောင်းအောင်ပြောတာစချောင်းအောင်ပြောတာပြောတာကစာတင်ချောင်းကိုပြောတာအဲ့မှာလွဲတာအဲ့မှာလွဲတာဘာလို့ဘုံကျဲဖို့တော့မစဉ်းစားနေဘူးဒီဘော်ဒါတာဘုံကျဲရမယ်အခုကကြောက်ဖြူကြောက်ဖြူမှာဒီအေအေနဲ့ကျွန်တော်တို့ဒီစကမစစ်တဲ့နဲ့ကျွန်တော်တိုက်ပွဲတွေဖြစ်နေတယ်တွေ့ပြီအဲ့တိုက်ပွဲဖြစ်နေချိန်မှာကျွန်တော်တို့ကအင်အားအလုံးရဲ့ကျွန်တော်စစ်ချောင်းသုံးချောင်းခွဲပြီးတော့ကျွန်တော်တိုက်တယ်လူအင်အားနဲ့ငါတို့ကဖိတာဖိတယ်အဲဟုတ်ပြီအဲ့ချိန်မှာကျွန်တော်ဦးနှစ်ချောင်းတော့မရှိတော့ အဲငါတို့ကလူရမ်းနဲ့ဖိလိုက်တဲ့အချိန်မှာတက်လန်ပြီးငါတို့ကပြန်ဂိသွားတာပေါ့ဂိသွားတာစစ်ကြောင်းတစ်ကြောင်းပြောက်သွားတယ်ပြီးတော့စစ်ကြောင်းတစ်ကြောင်းပဲကျန်တော့တယ်စစ်ကြောင်းနှစ်သုံးကြောင်းကနှစ်ကြောင်းနှစ်ကြောင်းပြုတ်သွားပြီတစ်ကြောင်းပဲကျန်တော့တယ်အဲ့ဒီတစ်ကြောင်းကိုလည်းကျွန်တော်တာလွန်အင်အားတွေဖြည့်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့စစ်ကြောင်းထိုးနေတယ်လို့သိရတယ်အဲ့ဒီကြောင်းလေးကိုကျွန်တော်ဖတ်ပြမယ်တာလွန်အင်အားဖြည့်ရအောင်ငါတို့မှဖြည့်ရလူရောရှိလို့လားပေါ်တာဆိုတဲ့အမည်ရှိရပြီပေါ့ နော်ပေါ်တာဆိုတဲ့အလူရှိဒါပဲရှိတယ်ဆိုတော့လူမပြစ်တတ်ဘူးလေဒီတခုတော့ရှိတော့ဗောမင်းတို့ကပေါ်တာဆိုတဲ့လူတွေကိုလူသားတိုင်းရှိမှလုံရင်တော့မပြောတတ်ဘူးဟောအဲ့လိုပဲသွားတာလေအဲ့လိုလူသားတိုင်းလုံပြီးတော့သွားနေတာဟုတ်ပြီဟုတ်ပြီအဲ့ဒီလေးလုံးကျွန်တော်ပြောပြမယ်ဟုတ်ပြီအဲ့လိုတော့ကျွန်တော်ကြောက်ဖြူမြို့နယ်မှာတဲ့ကျွန်တော်ဒီအားကတက်တော့အေးအေးထိမ့်ချုပ်ထားတဲ့နေမြေတွေကိုတဲ့ထိုးစစ်ဆင်နေတဲ့ကျွန်တော်ရဲ့အကြမ်းဖက်စစ်တပ်ရဲ့နော်စတန်ဒတ်လောက်လုံလားစတန်ဒတ်လောက်လုံလားစတန်ဒတ်စစ်တပ်ရဲ့ကျွန်တော်စစ်ကြောင်း၃ကြောင်းအနက် နော်နှစ်ချောင်းစစ်ချောင်းသုံးချောင်းငါတို့ပျောက်ကြွမှုတော့အနဲ့တွေဖြစ်ကုန်ပြီလားမဟုတ်လေစစ်ချောင်းသုံးချောင်းရှိတယ်အဲ့စစ်ချောင်းသုံးချောင်းဘာလို့ပြောရမှာဘာလို့ပြောရဲစကားကိုနားမလဲဘာစစ်ချောင်းသုံးချောင်းအနဲ့ဆိုတာကစစ်ချောင်းသုံးချောင်းရှိတယ်အဲ့ရှိရတဲ့မှာနှစ်ချောင်းကတက်ပြတ်ပြီးတော့ပင်ကုန်ပြီအော်အဲ့လိုပဲရှင်းရှင်းလင်းလင်းငါတို့ပြောလေစက်ပြောမယ်လေနော်အဲ့ဒီကြံတဲ့စစ်ချောင်းတစ်ချောင်းပဲကြံတယ်တဲ့အဲ့စစ်ချောင်းကတဲ့ကျွန်တော်တို့အင်အားတွေထပ်ဖြည့်တယ်တာလွန်အင်အားတွေဖြည့်တယ်ဖြည့်ပြီးရင်ကျွန်တော်ရေချောင်းလေချောင်းကျွန်တော်ဒီရေပြင်းလက်လက်ကြီးတွေပြစ်ပြီးတော့တဲ့ ကျွန်တော်ဒီအေးအေးထိန်းချုပ်ထားတဲ့ကျွန်တော်တို့တိုင်းချောင်းရွာကိုထပ်မံထိုးစစ်ဆင်နေတယ်လို့သိရပါတယ်ဒီတာလုံးကိုဒီအင်အားဖြည့်ခိုင်းပြီးတော့ဟုတ်ပါပြီပေါ့တာလုံးဆိုကြဒီမကွေးမြရဲ့တာမဟုတ်လေပါတာတာလုံးအင်အားဆိုတာက viewer viewer မှာကျွန်တော်900ရှိရင်သူက900 800 900အဲ့လိုထည့်တာဩအဲ့ဒါကိုတာလုံးအင်အားလို့ခေါ်တယ်တာလုံးကငါနော်ထည့်ခိုင်းတာအဲအဲ့လိုတာလုံးအင်အားဆိုစစ်ကြောင်းကတကြောင်းပဲရှိတော့လေပေဖို့ကများနေပြီပေဖို့အဲ့တော့အဲ့စီကြံတဲ့စစ်ကြောင်းတကြောင်းကတဲ့ကျွန်တော်ဒီအေးအေးထိန်းချုပ်ထားတဲ့ကျွန်တော်ဒီတိုင်းချောင်းရွာကို တိုင်းကတဲ့ရွာတိုင်းချောင်းတိုင်းချောင်းတိုင်းချောင်းရွာတော့မြတ်တိုင်းချောင်းရွာတိုင်းချောင်းရွာတော့တိုင်းတက်တာမဟုတ်တိုင်းချောင်းရွာတော့တိုင်းကလေးပြောလိုက်သူကပြန်ချောင်းနေတာလားဒီမှာအဲ့လိုမျိုးကျွန်တော်တို့ဒီတာလွန်အင်အားနဲ့ကျွန်တော်ဒီတိုင်းချောင်းရွာကိုကျွန်တော်စစ်ချောင်းထုတ်တယ်ပေါ့နော်ချောင်းဆူချောင်းဆူချောင်းဆူစစ်ချောင်းထုတ်တယ်အခုရင်းပြတာတော်တော်ကျွန်တော်ပြန်ပြန်ရှင်းပြရတာကျွန်တော်ချောင်းနေအောင်ဆိုးတယ်တရားအဲ့ဒီကျွန်တော်စစ်ချောင်းနဲ့အခုအားလိုက်ကတက်တော်နဲ့ကျွန်တော်တိုက်ပွဲအလွန်အင်ပါမကျွန်တော်ပြင်းထန်နေလို့သိရတယ်နော်အသေးအပြောက်ကတော့ကျွန်တော်နောက်ထပ် တည်မလားမတည်မလားကျွန်တော်မတည်သေးဘူးတည်ရရင်ကျွန်တော်အဘောက်ကိုကျွန်တော်တင်ပြပေးမယ်တည်ဖို့များပါတယ်နော်ဟာမဟုတ်ဘူးတည်တဲ့စုံသားပဲဟာမဟုတ်ဘူးလေကွာဒီမတည်အောင်လို့ကတိုက်ရမယ်မတည်အောင်တည်တော့တည်မယ်လေနှစ်ကြောင်းတော့တည်ပါကြီးအဲ့ဒါဆိုရင်ဒီအာရခတက်တော်ကသူကဖြူဝါရီကအရှိန်အောင်တောင်မြောက်ပြီးတော့ဒီကအပေါ်ကဖြူဟာဟုတ်အပေါ်ကဖြူဟာကျွန်တော်ကတို့ပါတယ်ကောင်းကင်ဖြူဟာပေါ့ကောင်းကောင်းကင်ဖြူဟာလည်းပြန်ဖိထားတာဒါဟောပါအခုကဘယ်လိုလဲဆိုတော့ပါโอ้ကျွန်တော်တို့ရှိကိုကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော်စကားစားရရှိတယ်တက်တယ်ရှိတယ်နေရာကိုအေးရကနေထိုးစစ်စင်တဲ့အချိန်မှာကျွန်တော်တို့သိတယ် နော်ဟုတ်တယ်ငါတို့ငါတို့ဘက်ကတည်တယ်ဟုတ်ပြီငါတို့ဘက်ကတည်တယ်ဟိုကထိုးစစ်စင်တော့တည်တယ်အဲ့တော့ကျွန်တော်ကလည်းပြန်ပြီးကျွန်တော်ကထိုးစစ်ပြန်စင်တယ်ထိုးစစ်ပြန်စင်တော့ကျွန်တော်တည်တယ်ငါတို့တည်တယ်ဒါပဲပြန်ပြီးတော့တက်လန်တော့ကျွန်တော်တို့ပဲတည်တယ်ထွက်ပြေးတော့ကျွန်တော်တို့ပဲမရှိတာဘယ်တော့မှမရှိဘယ်တော့မှမရှိဘူးအေးတည်ခြင်းပြူပါလေဒါပဲတည်ခြင်းပြူပါလေငါတို့ဘလို့ ကွာငါစိတ်ညစ်တယ်ကွာမင်းတို့နဲ့နောက်တစ်ခါကနည်းနည်းလေးနိုင်တဲ့ဥစ္စာလေးနည်းနည်းပါပြောပါလားရှင်းပြောမယ်လေရှင်းပြောဘူးကမရှိသေးဘူးလက်ရှိတော့မရှိသေးဘူးဟောဒါပေမဲ့တန်းငယ်လေးရှိမှရှင်းရှင်းမှမသိဘူးဟောဒါပေမဲ့တခုတော့ရှိတယ်နော်ငါတို့ဒီဘက်ကနေပြီးတော့ဗာလေဟိုငါတို့လာရှိုးလာရှိုးကတော့အင်းစိတ်ပဲတော့ငါတို့အဖီကိုငါတို့တိမ်ပိုက်ပါဟုတ်ပါပြီဟုတ်ပါပြီဟုတ်ပါပြီတိမ်ပိုက်တာဒီငါတို့ပေါ့ဖို့ကြီးအားကိုနေတော့တိမ်ပိုက်ပလိတာတယောက်မှမတည်ဘူးနော်ရောဒီကတန်းငယ်လေးတင်ပြခြင်းတဲ့သတင်းလေးကပခုတ်ကူလေးကြီးကွင်းသားမှာပေါ့နော်အဲဟိုဒါစက်ကြီး မလင်ခွင့်ရှိတာရှိတယ်ဗောငါမသိဘူးနော်ရှိတယ်လေမဟုတ်လင်ခွင့်ရှိတယ်လေဟုတ်ကဲ့အော်ရေးဒီရှိတယ်ရှိရိတ်ခါပူတယ်ကွင်းဟုတ်တယ်ဟုတ်တယ်အမဒါလေးတော့မသိဘူးဟုတ်တယ်မရောက်ဘူးကိုခောက်ကူလင်ခွင့်နီးညားမှာဆက်ကြီးကောက်နေတဲ့ဒီဗောနော်စခနဲ့ရခတွေကိုတဲ့အသွင်ယူပြီးတော့တိုက်ခိုက်တဲ့တဲ့ရင်လေးပြောပြဒီကွာဒီကောင်နေရလဲကွာဟိုလင်ကွင်းသားဆိုတော့ဆက်ကြည့်ပို့ကောင်းလို့ကောင်းတာကောင်းတာကောင်းတာမဟုတ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့ရဲနဲ့စစ်သားနှစ်ဦးတေဆုံးပြီးတနက်တလက်လဲတိတ်စီရမိတယ်ကွာတိတ်စီရမိတယ်ဆိုတော့ငါတို့ကလားဟာဘယ်ရောက်တာတော်လိုင်းကြီးဖွဲ့ရလीတော်လိုင်းကြီးဖွဲ့ဟော ပြည်ပေါ်သာတိုင်းဆိုတော်လိုင်းရေးတက်ဖို့ဝင်နေအကုန်လုံး PDF တွေအကုန်လုံးကလက်နက်များများဆဆဝယ်ကြမလို့ငါတို့ရှိရရတာဒီဒီမှာဆိုရင်တော့ဒါရုပ်ရှင်ကားဆန်ဆန်တကယ်ဂျိမ်းစ်ဘွန်းကားဆန်ဆန်ပဲဝင်ရတဲ့ကောင်းတယ်ဂျိမ်းစ်ဘွန်းကဒီမှာလာရိုက်လာတာဒီပခုတ်ကူမှာလာရိုက်လာရိုက်မှာဂျိမ်းစ်ဘွန်းကဒီဇလန်းတွေကိုပြန်ရိုက်မှာနောက်ဆိုရင်နော်အဘာလို့ရမကောင်းလဲဂျိမ်းစ်ဘွန်းကားဆန်ဆန်ဟုတ်ဂျိမ်းစ်ဘွန်းကားကိုဆန်နေပေးရတယ်ဗောဟုတ်ဟုတ်ဒါလည်းဘလို့မှမရှင်းပြတတ်ဘူးကဲအဖတတိယပဲတရားနာတော့နိုဝင်ဘာလ10ရက်နေ့နနက်9:26မိနစ်အချိန်နဲ့ပခုတ်ကူမြို့နယ်ပခုတ်ကူလေရင်ခွင်းအနီးမှာ ပခုတ်ကူရေစကြိုးလမ်းမကြီးပေါ်မှာတဲ့ကုံကားမြောက်ဆက်ကြီးကောက်နေရဲလင်များ။အော်အဲ့ဒါကုံကားတွေဆန်နေပြီးသွားတာပေါ့။ဟုတ်တယ်မဟုတ်ဘူး။ကုံကုံကုံကားတွေသွားနေတဲ့လမ်းကြောင်းလမ်းကြောင်းမှာဆက်ကြီးကောက်နေတယ်။ဆက်ကြီးကောက်တာဆက်ကြီးကောက်တာဆက်ကြီးကောက်နေတယ်။လမ်းလိုက်တာပေါ့ဗျာ။ညခုနဆန်ဆန်ဆိုတော့ငါဆန်နေများပြီးသွားတာ။ပဆက်တောင်းတာပဆက်တောင်းတာ။ဟုတ်ပဆက်အော်ရုပ်ရှင်ရုပ်ရှင်ဆန်ဆန်လို့ပြောတာ။ဆက်ကြီးကောက်နေတဲ့ရဲလင်များနှစ်ဦးဟိုတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဆိုင်ကယ်ဖြင့်အသွင်ယူပြီးသွားရောက်ပြစ်ခတ်ရှင်းလင်းခဲ့ရာရဲတအူးတေဆုံးကြောင်း ထို့သောပြစ်ခတ်တိုက်ခိုက်မှုတွင်လင်ကွင်းဂိတ်မှအချမ်းဘက်စစ်တပ်များပြစ်ကူပေးတိုက်ခိုက်သည့်ရင်းဂိတ်အား40မမဖြစ်ဘုံတလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရ40ဘာလို့သွားမလဲမမမမ50လောက်ဟိုမမကြီးဟိုမဟုတ်လေပါ40မမဒုံးသီးလေဟိုဒုံးသီးဆိုဒုံးသီးထည့်ပြောပါလား40လို့60လို့တရား40မမဘုံသီးဘုံသီး ဘုံဒီစလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရတဲ့စစ်သားတဦးထပ်မံတေဆုံးသွားကြောင်းသိရတယ်။အဲ့ကျွန်တော်တားငလေးတင်ပြခြင်းတာဒီတိုးဂိတ်မှာပေါ့နော်။ရဲလင်များနှစ်ယောက်ကအဲသူ့ယောက်ျားတစ်နှစ်နဲ့သူ့မိမကကျတော့အဲတားပြီးတော့ပတ်စံတော့ဩဒီလင်များနှစ်ယောက်လှုပ်ရှားနေတယ်လှုပ်ရှားနေ။အဲ့ဒီမှာအသွင်ပြီးတော့တော်လိုင်းတစ်ဘက်ရေသွားတိုက်တော့ရဲတက်သားတယောက်သေးသွားတယ်။ရဲကသေသွားတယ်။အဲ့ဒီမှာသူတို့ပြစ်ကူပေးတဲ့လင်ခွင်းတွေကစစ်သားတွေကို40မမဘုံသီးနဲ့တော်လိုင်းဘွဲတွေပြစ်လိုက်တာ။အဲ့မှာလားစစ်သားတယောက်ထပ်သေးတယ်။ အော်အဲ့ဒါဆိုရဲတရောက်စစ်သားတရောက်စစ်သားတရောက်ညပါတယ်ညပါတယ်ညပါတယ်နော်အဲ့ဒီမှာတနက်တက်လောက်ပါမှာတနက်တက်လက်လည်းပါလိုက်ဘေးတနက်တက်လက်လို့ပြီးလဲအမမပြူမမင်းပြောဆိုပြူမှာပါမှာအဲ့ဒါပြီးပြီးသုံးမွေးဆိုင်နေဒါဆခပခဟိုရခပြီးပြီးတက်ကောင်းလိုက်တော့ဆခပခရခအဲ့တော့စစ်ခွေးရဲခွေးပြူခွေးဆခပလက်ရခပလက်ပခ တ်တယ်ဗျာမထူးရပလက်ပေါင်ပေါင်ဟောပေါင်ပြောတာဘာမှနားလေတာမဟုတ်သွားရှင်းပြမနေပါနဲ့ဟောမရှင်းပြလို့ရမလားဘယ်လိုမှသတင်းလာပြောတာဟုတ်တယ်ဟုတ်တယ်အခုရဲရဲတာတော့တော်တော်သေးတယ်အမစကောင်ဝင်ရှိတယ်လေမသိရင်မင်းမစင်စေးရတယ်ဟောဒီဟာလေအထင်းပြမရှိတာမသိလို့ငါမေးတာမင်းမေးပါမစင်တော့စားပါဘင်းစားပါသတင်းလေးပြောမယ်နော်ဗျနော်တိတ်တလေးခဏနေပြီးပါဟုတ်ဒီကနတ်တလင်းကြောင်းပြောမယ်ပါနတ်တလင်းနတ်တလင်းဆိုတာပြည့်ရနောက်ပိုင်းနတ်တလင်းမျိုးနယ်ရှိတဲ့ပြူစောတိစကန်းနဲ့ပက်ကင်းဟိုတဲ့တိုက်ခိုက်မှုစစ်သားဘက်မှ တဦးသေးဆုံးပြီးတော့စကမ်းမှုနေရင်လည်းဘိုတဲကိုလည်းမီးရှို့ရှင်းလင်းနေတယ်နော်ဗတ်တက်လာဗတ်ဗတ်မပြောနေလေးဗတ်နေဗတ်အဖက်လို့ဘူးလေငါပြောလို့ရပြောလေပြောတယ်တိတ်တိတ်နေပေးပါဆိုငါမပြောမဲနေလေးငါထောင်နေဩဒုက္ခဩဗာရွေးတက်စားရှင်းပြလိုက်ယမန်နေနိုဝင်ဘာလ3ရက်နေ့3ရက်နေ့ဆိုမနေ့ကပေါ့ဟုတ်တယ်မနေ့ကနောက်3ရက်နေ့နနက်9:15မိနစ်အခန့်အချိန်တွင်နက်တလင်းမြို့နေမင်းဘူးကျွန်းအောက်စုရွာရှိ မင်းဘူးကျွန်းအောက်စုရွာရှိနော် ပြူစောတိစကန်းကိုတဲ့ဘုံမှာစုလို့မရဘူးမရဘူးအတူအလဲမှာလဲစုမဟုတ်လေပါရွာရွာနေနေအောက်စုရွာမင်းဘူးကျွန်းအောက်စုရွာတောင်ပေါ်ကနေအောက်စင်းသွားပြီးအောက်မှာစုလာတာတောင်ပေါ်ပေါ်မင်းဘူးကျွန်းအောက်စုရွာဟုတ်နော်အဲ့ဒီမှာပြူစောတိစကန်းကိုဘကိုးတိုင်းစစ်ဌာနအမှတ်22ဗျူဟာတာယာရီခရိုင်တရင်တက်ရင်ဒုံးတက်ဖွဲ့ရဲဘော်များနဲ့တက်ခွဲနှစ်ရဲဘော်များဒုံးပြစ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်း ထိုတိုက်ခိုက်မှုတွင်အချမ်းဘတ်စစ်တဲ့ဘက်မှစတန်းနဲ့လို့ပါဟုတ်ဟဲ့စတန်းနဲ့လို့စတန်းနဲ့ဟုတ်စတန်းတဲ့နော်စစ်တဲ့ဘက်မှာတိုက်ခိုက်သေးသေးမှုအရေအတွက်ကိုအတီးပြုတ်နိုင်ခြင်းမရှိသေးတောင်သိရတော်တော်များသိမှာလားဟုတ်အဲ့ဒါဆိုမင်းငါတို့ကမင်းနော်ဒီ90သိမှာဗောအဲ့မှာစစ်ဆိုင်ချင်တော့အဲ့လောက်ရှိမှာဗောအဲ့လောက်ရှိဟုတ်အဲ့ဒီမှာဗောနော်ဟိုယမန်နေ့နနက်9:23မိနစ်ခန့်မှာမင်းဘူးကျွန်းအောက်စုရွာနဲ့တောင်ညိုရဲစခန်းအကြားရှိ တောင်းကျိုးနေထိုးလိုက်တော့တောင်းကညူသွားဟုတ်တော့မီးတွေလောင်တော့ဒီမီးကညူမဲသွားတစ်ပြင်းနေရမယ်ဟာဒီပြောနေတယ်ဟိုတောင်းညူရဲစကန်အော်မသိဘူးရဲစကန်နာမည်ကတောင်းညူရဲစကန်အဲ့လိုပြောနေကွာမင်းကလေကွာတောင်းကြီးကညူနေတာလားလို့ငါတောင်းညူရဲစကန်အကြားရှိကန်စုတာကွာမဟုတ်ကန်စုကန်စုကန်စုတာကွာအော်ကန်စုတာကွာကန်စုတာကွာတာကွာတာကွာကန်စုတာကွာစခန်းမှုနေနေတဲ့စစ်သားများကင်းမုန်းဝင်နေတော့ ဗိုတဲစကန်ကိုလည်းတော်လိုင်းရဲဘော်များမိရှုရှင်းလင်းခဲ့ကြောင်သိရှိရပါတယ်ဟုတ်တယ်ရှင်းလင်းရမှာပေါ့ဒီစကန်ကမူးနေတာကိုမင်းရတယ်စကန်ကသူကမူးနေတော့ဟုတ်လေစကန်မူးတော့ဟုတ်စကန်ကအကြီးအကြီးဆုံးလူဒုက္ခစကန်အိုက်စကမ်မူအိုက်စကမ်မူအေုံမီးရှို့လိုက်တယ်ပြီးဘိုတဲလုံးနဲ့မီးရှို့လိုက်တယ်ဒါကတော့အဲ့လိုပြောချင်းဆိုတောင်းငယ်လေးတိုင်ရင်မူတိုင်ရင်ထဲမှာတော်တော်မူးနေတာပဲတွေးပေါ်အမေနဲ့ပြရအောင်ဒါကိုပြောနေတာလေးမင်းရပါအစကမ်းထဲမှာမူးတော့စကမ်မူဆိုလို့ထိုးနာအောင်တဲ့တောင်ညိုရဲကင်းစကမ်းမှာကင်းပတ်ရင်ထွက်လာတော့စစ်သားနဲ့ရဲများကို ယနေ့နဲ့6နာရီ15မိနစ်ခန့်ကတော်လန်ရေးရဲရဲဘော်တွေကဘာလို့လဲဆိုမိုင်းတဲ့မိုင်းဆွဲတိုက်ခိုက်တာစစ်သားတအူးတေဆုံးခဲ့ပြီထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရှိရတယ်မိုင်းကိုမလို့ဒီအဲ့ဒီဒုံးနဲ့ဒီလိုလေးဆွဲပြီးတိုက်နေတာပေါ့အဲ့မှာကားလေးတွေဆွဲသလိုလေကားလေးတွေဆွဲသလိုတိုက်နေတာအဲ့လိုမျိုးဆိုမဟုတ်ဘူးလေမိုင်းကထောင်ထားတာဟောထောင်ထားတာမိုင်းထောင်ထားတာပြီးတော့အဝေးဒိန်းအဝေးဒိန်းနဲ့ तू ကနှိပ်တာဟော ဥအနေအော်နိုင်ငံကားလေးမှာလို့ရဘူးတွေနဲ့လေဘုံဘုံတိပီတိပီငါတို့လေမဟုတ်ကားလေးနေမှာလေငါတို့ကားကြီးကဖြတ်သွားခဲ့တယ်မင်းကထိုးကြီးနဲ့ဆွဲယူထွက်ပြေးတာလေအုံးသူပေါသွားတာဟုတ်ပြီဟုတ်ပြီအဲ့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 ပြောလို့ဒီကကြတော့တင်ထားလေးနားတော့မေးတော့အမတန်ကောင်းတဲ့သတင်းလေးအပြင်သစ်သမရာတဲ့ဒေါ်အောင်ဆန်းစုကြည်ထံတို့စာပေးပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမောက်မမေ့ဘူးထုတ်ပေါ်ပြောဆိုလိုက်တယ်နော်ပြင်သစ်နိုင်ငံကနော်ပြင်သစ်သမရာကတော့ဘလို့ ပေးပို့လိုက်လဲဆိုတော့တရားနာထောင်တယ်တရားနာထောင်ကျွန်တော်တို့အကြမ်းဖက်စစ်တပ်တွေရပါတော့မတရားဖမ်းဆီးထားသောဒေါ်ဆန်းစုကြည်ကျမ်းမာရေးအခြေအနေကိုတဲ့အလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလွတ်ပေးရင်ပြင်သစ်သမ္မတတောင်းဆိုတယ်ခါ လာလာကပေးသေးနေကပေးသေးနေအဲ့ဒါဆိုလည်းပြေးပြေးအဲ့ဒါတော့ပြောလိုက်လေတချို့ကြီးတော့ပြောလိုက်မပြောရဘူးလေမပြောရရင်တရေကိုတေချာနားတော့မှာမင်းတေချာနားတော့ဆိုတော့ငါလို့ဘာမလို့ဆိုပြင်သစ်တမရာကလူစိတ်ရှိတာလေဟုတ်တယ်ဟုတ်တယ်လူစိတ်ရှိတာအဲ့တော့ငါပြောချင်တာဟုတ်ဆက်ဆက်ဆက်ဖက်တာလူစိတ်မရှိတဲ့လူလည်းဖန်လာတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဘာလို့လေတက်ချုံငါမဟုတ်ဘူးတက်ချုံဟုတ်ပါတခိုးကလူပြန်ဟစ်တယ်ဆိုတာလေပြန်တော့ကျွန်တော်ဟုတ်တယ်တခိုးကလူပြန်ဟစ်တယ်အဲ့လိုထိုးမင်းပြောဆိုတခိုးတရိုးကန်းဆိုဖြစ်နေဟုတ်ပြင်သစ်တမရာကတော့ဒေါ်အောင်ဆန်းစုကြည်ဆိုလိမ့်မှု၍ စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကိုဟုတ်ကဲ့လိမ့်လေးတွေပေးလိုက်တာပေါ့ဟုတ်ကဲ့လေဒေါ်လန်းစုကြည်ကိုသူကဟိုပါဟိုဒေါ်လန်းစုကြည်ကိုရေးတယ်သူ့ရှိကိုစာရေးတယ်ဆိုတာလိမ့်မူလားလိမ့်မူလားလိမ့်မူရေးတယ်တာလမန်စကားပေါ့စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းစာကိုတဲ့ဒေါ်အောင်ဆန်းစုကြည်တားဖြစ်သူကင်အဲရစ်ထန်တို့ပေးဖို့ခဲ့သည်အားရောဒေါ်ဆန်းစုကြည်တား ဟိုတော့ဆန်းသူတော်တော်ချစ်တာနော်တောင်းလျှောက်ကိုလူတွေလုံနေနေတာနော်အာမိသားအတွက်တိုင်းပြည်အတွက်ချစ်တာပေါ့ပြီးတော့ဟာမို့ကမ်ပိန်းတွေပါလှုပ်တယ်ပြီးတော့သူ့အမိနာမည်နဲ့သူအကြောင်းတွေစောက်ပြီးဘာလို့လို့ငါငါငါဆိုပြီးခြားခြားခြားဟောတာမဟုတ်ဘူးနော်ဟိုငါဆွဲတယ်မဟုတ်ဘူးငါဆွဲတယ်မဟုတ်ဘူးနော်ကျိုးရင်လည်းငါ သူတို့ဘက်ကငါပြောပြီးတော့ဒီငါဘက်မလဲလာပါဘာဘာတို့ကအဘဆိုအကုန်မုန်းနေကျွန်တော်တို့ကဒါအဘတယောက်ကလွင်အဘတယောက်ကလွင်အဘတယောက်ကလွင်ကျန်တဲ့အဘတွေကျွန်တော်မုန်းနေအဲအားပြည့်သူတဲ့ King Eric ထံသို့ပေးဖို့ခဲ့သည်အဆိုပါစာရင်းနဲ့ထောင်ဆန်းစုကြည်ကျမ်းမာရေးအတွက်အလွန်ဆိုးရင်ပူပန်ကြောင်းမြန်မာနိုင်ငံတွင်၅နှစ်နီးပါးအကြက်တဲကာလတွင်အခြေအနေများကိုလည်းအလေးပေးပြောဆိုသွားတယ် တိတ်မှန်တယ်ဟုတ်တယ်နောက်နောက်ပြောအချမ်းဘက်စစ်တပ်ကမတရားဖမ်းဆီးထားသောဒေါ်ဆန်းစုကြည်ကျမ်းမာရေးခြေနေကိုအလွန်စိုးရင်ပူပန်ပြီးချက်ချင်းလွတ်ပေးရန်ပြင်သစ်သမရာတောင်းဆိုလိုက်တယ်တိတ်ကောင်းတယ်တိတ်ကောင်းတယ်ဒါမင်းတို့ကဒါဖြစ်တဲ့နေဟာပဲစကားကောင်းပြောမယ်နော်ဒီပြင်သစ်နိုင်ငံဒေါ်ဆန်းစုကြည်ကိုဘလောက်ထိမချစ်ခင်လေးစားလို့ပြင်သစ်နိုင်ငံမှမဟုတ်တကဘာလုံးကလေးစားတာဥပမာမင်းတို့ကပြောနေခဏနေဟိုဒီပြင်သစ်နိုင်ငံလေးစားတာ နော်ပြည်သိနိုင်ငံဒေါ်ဆန်းစုကိုလေးတာတာငါတို့ဒေါ်ဆန်းစုကြီးပြည်သူအစိုးရလက်ထက်တုန်းကပြည်သိနိုင်ငံကနေပြီးတော့ဂျိုရုလွတ်တင်ပေးတယ်ငါတို့မြန်မာနိုင်ငံတစိမ့်နဲ့လွတ်တင်ပေးတယ်ဟုတ်ပါအဲ့ဒီမှာကျွန်တော်လည်းပြပါတယ်အဲအခုနော်ငါတို့လက်ထက်မှာဂျိုရုလွတ်တင်နိုင်တာဟုတ်အောင်မလုပ်နိုင်ဘူးမလုပ်နိုင်ပါဘူးအေးအဲ့တော့ငါပြောတာပြည်သိနိုင်ငံဘယ်တော့ဒီချစ်လဲအခုလဲကြည့်ဟိုဒေါ်ဆန်းစုကြီးကိုပြန်လွတ်ပေးဖို့ဆိုပြည်သိသမ္မတကပြောတာအဲ့တော့ကျွန်တော်ပြောမယ်အဖအဲ့ဟိုဒေါ်ဆန်းစုကြီးကိုအဖအဲ့လောက်ဒီချစ်နေတယ်ဆိုရင်လဲအဖဒီတော်လိုင်းဘက်ကို ကူးလိုက်ပါလားအဘလုံးနေနေလို့လေအေးရငါပြောပြမယ်ငါလည်းကူးခြင်းတယ်အေးကူးခြင်းဒေါ်ဆန်းစုကြည်ငါလည်းလေးစားတယ်ဂုံယူတယ်ပြီးတော့အာရှမှာပထမဦးဆုံးတော့နိုဘယ်ဆုရှင်ငိမ့်ငိမ့်နိုဘယ်ဆုရှင်ရတာငါလေးစားတယ်ဒါပေမဲ့ငါလည်းဒီမှာစုတ်လဲစုစားလဲယူဖြစ်နေတယ်ကွာဟုတ်ပါပြီဟုတ်ပါပြီအခုအဘလေးစားတဲ့ဟို အမေဒေါ်အောင်ဆန်းစုကြည်ပေါ့နော်အကြောင်းပြောယူရအောင်စုကြည်တော့ပဲပြောဒေါ်အောင်ဆန်းစုကြည်အဲ့ဒီတော့ဟိုကဘာလို့ဟာပြောဗာလေးစားလဲဆိုအမေထည့်ပြောတော့ဗာပြောကို့အမေယူမှမလို့ဗာပြောလို့မေဒေါ်အောင်ဆန်းစုကြည်ဗာပြောမင်းကဘာလုပ်ချင်လို့မဟုတ်ဘူးလုပ်ချင်ပါဘူးပြောတော့ကျွန်တော်ပြောမယ်အချင်းချင်းညီချကြအောင်ကျွန်တော်ပြောတာပြောင်းဒီကောင်စွတ်မဟုတ်ဘူးလေကျွန်တော်ဆရာသမီးနေမချညာနေမချညာနေလေးလေးပဲပြောပါပြောချင်တာကအခုအဘလေးစားပြီးွားပြီအဘလေးစားပြီးွားရင်အဘတို့ရဲ့ရုပ်မှန်မှုလေးတွေပြောမယ် အေးဘောဒါလေဟဲ့ဟိယဘောင်ချုံးမှမှုလေနားတော့မလို့လောက်ကင်မှုလေးတွေလောက်ကင်မှုလေးတွေကျွန်တော်ပြောမယ်အဲ့ဒါတော့ဗာလဲဆိုကျွန်တော်ပခုတ်ကူမြို့နယ်အတွင်းမှာတဲ့ကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်တို့ရဲ့စက်ကမှစစ်တပ်ကနေပြီးတော့ကျေးရွာများကိုကျွန်တော်ရန်တမ်းပြစ်ခတ်ခြင်းကြောင့်တဲ့ပြည်သူနှုတ်တိဆုံးနေလို့သိရတယ်ဗာနော်ဒါပဲကွာရန်တမ်းပြစ်ရတယ်လို့ဟုတ်တယ်လေဗာလဲဒါဟိုကျေးရွာတွေကဘာပြစ်ရှိလို့ကျေးရွာတွေကကွာရန်တမ်းဟိုပြစ်တာကွာ ပြစ်တော့တိမ်ပါဘောပြည်သူတွေကအဲ့ထုတ် PDF တွေဝင်ပြေးဝိုင်းပြီလို့လာဒါပဲငါတို့ပြောလဲပြည်သူတေချာလိုက်ရှာလေးတွေ့လား IPDF တွေအော်ငါတို့ရှာလို့ပြည်ထဲထဲမှာငါတို့ဂျောင်းပိမိဝမ်းမှာတေဘောတေဘောဂျောင်းပိမိဝမ်းတေဘောနော်ဟာတေရမှာပြောလိုက်ရင်ကဘာအဆင့်ဘလောက်ပါညာဒီနေ့နေမယ်နော်ဒီနေ့အဲ့မျက်လုံးနဲ့ငေါ့လာမကြည့်နဲ့36လေး38လေးရှောက်ပြောလို့လည်းမင်းဘာအဆင့်မပြောတာပါဟာထိုးရလို့လို့စောင်းနေတဲ့မျက်လုံးပြန်တဲ့ဝမ်းမယ်ဟုတ်ကဲ့ပါတခိုးတရိုးကန်တခိုးတရိုးကန်တခိုးကလူပြန်ဟစ်တာ ဟိုကလူပြန်ဟိတအောင်စကမုံပြောတာလေအဲ့တော့ဒီကကပေါင်းမျိုးနေနော်ပေါင်းမျိုးနေအတွင်းမှာတဲ့ကျွန်တော်စစ်ကြောင်းထိုးနေတယ်ကျွန်တော်ရဲ့စက်ကမှစစ်တက်ကြီးရနော်ဒီရိုးကြီးရွာအနီးမှာတဲ့ပြည်သူနှစ်ဦးကိုကျွန်တော်ဖမ်းဆီးတတ်ဖြတ်တယ်လို့လည်းသိရပါတယ်ဗျ အဲ့တော့ PDF တွေမရှိဘူးလို့တက်ဖြတ်တယ်။အဲအဲ့ဒါပဲ။ဖန်းစီတက်ဖြတ်တယ်။ဘာလို့ပါပေါ့။ပြောမှဆိုရင်သူတို့တောင်းတာမပေးလို့နေမှာပေါ့။လူရရက်တာမပေးလို့နေမှာပေါ့။ဒါပဲရှိတာ။တို့ဒီသတင်းယူခိုင်းတာသူတို့ကသတင်းမယူပေးဘူးလို့ပြောလို့တက်။ဟာမဟုတ်ဘူးလေကွာ။ဘယ်အတွက်ကြောင့်တက်လဲငါလည်းမသိဘူးလေ။ဒီကောင်တွေခေါ်ပြီးစစ်ဆေးမှရအောင်။ဟိုလေဒါကဘုံမင်းတိနေပြီပဲ။နောက်ထပ်သတင်းတစ်ပုဒ်ရှိသေးတယ်။အဲ့ဒါတော့ဘာလဲဆိုတော့စလင်းကြီးမျိုးနဲ့ စလင်းကြီးမြို့နယ်တဲ့ကျွန်တော်ဝက်မွေးရာတွင်တဲ့ကျွန်တော်ဒီစစ်တပ်ကစလင်းကြီးမြို့နယ်မှာဝက်တွေမွေးတာပေါ့ဝက်မွေးဝက်မွေးရွာနံပါတ်ဝက်မွေးဝက်မွေးဝက်မွေးရာတွင်တဲ့ကျွန်တော်ဒီစစ်တပ်ကနေပြီးတော့ကျွန်တော်တက်ဆွဲထားတယ်ပေါ့ဗျာတက်ဆွဲထားပြီးတော့ဒီဆိုင်ငယ်တစည်းလင်းရင်တဲ့ကျွန်တော်ငွေကျ9000ကောက်ခံနေလေကိုကျွန်တော်သိရပါတယ်ဗျတကယ်လို့အဲ့ငွေမပေးနိုင်တဲ့လူတွေကိုသူကစစ်တပ်ကနေရောဖမ်းဆီးနေလေလို့သိရပါတယ်ဗျ။အမမန်ကမေကုဏပြောသလိုပဲဒီစစ်တပ်ကတက်ဆွဲဟိုစစ်တပ်ကနေတက်ကိုဆွဲထားကြမလို့ဆိုင်ကယ်လိုဆွဲထားမှာအဲ့ဒါမငွေညှစ်လို့ရမှာလေ ဆက်တက်ကနေယူဆိုင်ကယ်ကြီးဆွဲထားတဲ့အချိန်မှာမဟုတ်ဘူးဒီဆိုင်ကယ်ဆိုင်ကယ်ကြီးနဲ့လာတယ်လာပြီးတော့ဒီကဆိုင်ကယ်စီးလာတဲ့လူကြီးရှိကပြည်သူကြီးရှိရင်ပတ်စံငွေညစ်တယ်အော်အော်အဲ့ငွေညစ်တယ်တစ်စီးကို9000ပေးရအော်အဲ့လိုမတိလို့ပါကွာ9000ပေးရမယ်ကွာတကယ်လို့ဒီဆိုင်ကယ်စီးလာတဲ့လူอ่ะဗျာဒီအိမ်ထဲမှာပတ်စံ9000မပါဘူးဆိုရင် तू อ่ะအဲ့လူဖမ်းလာမယ်ဆိုင်ကယ်ရောလူရောဖမ်းတယ်အော်အဲ့တော့အဲ့တော့နှစ်ခုရတာပေါ့နော်အဲ့တော့အဲ့တော့အဲ့တော့နော်ငါမရရေချိုးပြန်ဟုတ်တယ်ပြီးရင်ကျွန်တော်နောက်တစ်ခုရှိနေတယ်အဲ့တော့ဖန်အံမှာဖြစ်တာနော်ဖန်အံတွင်တဲ့ကျွန်တော်ရဲ့ကြမ်းဖော့ပါတီပေါ့နော်ကြမ်းဖော့ပါတီကိုယ်စားလှယ် ီခိုင်မျိုးဖန်တွင်မျိုးရေးပါတီအခြေကဟုတ်ပါပြီဖန်တွင်နဲ့ကျွန်တော်ပြီခိုင်မျိုးကိုစလေလောင်းဤမဲဆွယ်ဆိုင်းဘုတ်စုပ်ပြဲမှုကြောင့်တဲ့အသက်15နှစ်အရွယ်လူငယ်တဦးဖတ်ခါတယ်ပြီးရင်ကျွန်တော်ဒလားမျိုးနဲ့မှာလဲတဲ့ကျွန်တော်ဒီကျွန်တော်ရဲ့ဒီဘာရေကောက်ပဲကော်မရှင်ပေါ့အဲ့ကော်မရှင်အဖွဲ့ကိုတဲ့ကျွန်တော်လက်သီးပြထိုးသူအပါဝင်တဲ့နိုင်ငံတော်ဝန်မှာပြည်သူ9ဦးကိုတဲ့ကျွန်တော်ရဲ့ဒီစက်ကမှစစ်တပ်ကနေရေကောက်ပဲ လျှောက်ရှက်မှုနဲ့ကျွန်တော်ဖန်ဆင်းထားတယ်ကိုသိရပါတယ်။ဟုတ်ကဲ့ဒီမှာပြပါမယ်။အသက်မပြည့်သေးတဲ့ဒီကလေးသူငယ်တွေကအစားငါတို့ကိုမုန်းတာမုန်းတာငါတို့လူကတော်တော်မှန်လို့ပုံတော့ဟုတ်တယ်ပြီးတော့ဘာဟုတ်တယ်မြို့ကျွဲပြောနေတာ။အဲဒီကကလေးရောင်လေးမွေးလာလို့ရှိဥွဲလို့မအောင်ဘာလို့တွေ့ရလဲတရောင်းသာတရောင်းသာဒီဥွဲရင်တရောင်းသာဥွဲဟာဟာဟိုဘာလဲဟာမင်းကလေကွာမဟုတ်လေဒါဘာလို့ဒါအောက်ကအောက်ချီမှာရှိတဲ့ကျွန်တော်ရဲ့ဒီစစ်သားတွေပေါ့စစ်သားတွေကလုံနေလုံွက်တွေနောက်တစ်ခုရှိသေးတယ်ကျွန်တော်ဒီဘိုးတိုင်းပေါင်းတယ်မှာ နော်ပေါင်းတဲ့မှာရှိတယ်မပြီးတော့ဘူးလားမပြီးတော့မှာပြီးတော့မှာနော်ဟိုသတင်းလေးဒါဒါဘာလို့ရုံမှမှုလေးကိုကျွန်တော်ဆက်ပြီးပြောအောင်မှာရုံမှမှုပေါင်းတရဘူးစောင်းနေငါတို့ခေရနို့ဘာလို့ရဘာလို့ရလောက်ကင်လောက်ကလောက်ကင်ကျကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်ပေါင်းတယ်မှာဖြစ်တာနော်ပေါင်းတယ်မျိုးမှာဒီဝဲကြီး10ဂိတ်ဆိုတာရှိတယ်ပေါင်းနေရလူတွေဝဲတွေပေါင်းနေတယ်ဟုတ်ဝဲကြီး10ဂိတ်ဟုတ်ဘူးလေဝဲကြီးဆယ်ကိတ်ဝဲကြီးရေလောက်တမန်တို့ဆယ်တို့ဂိတ်အဲအဲ့မှာဂိတ်ဖွင့်တာလေကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်တို့စစ်သားတွေဂိတ်ဖွင့်တာလေဂိတ်ရှိတယ်အဲ့ဒီဂိတ်မှာတဲ့ကျွန်တော်စစ်သားများကနေဖန်းစီနှိမ့်ဆက်ခဲ့တော့ ကျွန်တော်ရဲ့ဒီပြည်သူကိုတိုးဆိုသူကိုတဲ့တော်တဲ့တင်ကျွန်တော်ဒံအားများနဲ့တည်ဆုံးလေးပြန်လဲတွေ့ရှိပါတယ်တဲ့နော်အဲ့ဒါကမင်းဒီဟိုစားလေးပေါ့မတို့ကြားတွေဘာတို့ကနေလို့ဟိုကြိုက်ွားတာတို့ဘာလို့မဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးအဘတို့နှိပ်ဆက်ပြီးတော့တေးတာမင်းချက်တယ်ဘယ်လိုမှမြင်လဲပြောပြမယ်လေပြောပြမယ်နော်အဲ့မှာတော်တဲ့မှာဒံအားများနဲ့တည်ဆုံးနေတာကိုတွေ့ရတယ်ပြီးတော့ဘာလို့လဲဆိုအဲ့တည်ဆုံးသူမှာကျွန်တော်ဒီဟိုပေါ့အသက်9နှစ်အရွယ်ကျွန်တော်တမင်း တမီးလေးတယောက်ရှိတယ်တမီးလေးတယောက်တမီးလေးတယောက်ရှိတယ်မိန်းမရှိတယ်ဟုတ်ပြီအဲ့တော့အဘာရယ်ဒီစကားမှာတက်ကဘာလုပ်လဲဆိုတော့အဲ့ဒီကိုတိုးဆိုတဲ့လူရဲ့တမီးရောမိန်းမရောပါဘူးထပ်ပြီးတော့ဖမ်းထားပါတယ်လေဗျာဟုတ်ပြီဘာလို့လဲသူတို့တကယ်လို့သူတို့ကတက်တယ်ဆိုရင်သူတို့တက်တဲ့ဥစ္စာကွာဘာဖြစ်လို့ဒီခလေးနဲ့ဟိုမိကျော်ဘာလို့ဖမ်းရတာလဲဟုတ်တယ်လေအဲ့ဒါကိုပြောတာလေအဲ့ဒါကိုပြောတာဘယ်လိုလုပ်တာလဲခုကကြားဆွဲတာလည်းမဟုတ်ဘူးဘာမှ ကြိုက်တာလည်းမဟုတ်ဘူးဟာလူမဆန်တော့လုတ်တာပေါ့ဟုတ်တယ်အမားတို့တတ်တာဟာဒါပေမဲ့သူတို့ကဂွင်တစ်ခုလုံမှာအာသူ့ယောက်ျားကိုတတ်ပလိုက်တယ်သူသူ့မိန်းမကိုယ်တိုင်တတ်ပလိုက်တယ်ဆိုတော့ဂွင်မျိုးဖမ်းလို့လားမသိဘူးဘေးရင်ဘာလို့မှကျွန်တော်ဒီသားမီးတွေအကုန်လုံးက ကျွန်တော်တို့က PDF ကိုထောက်ပို့နေပါတယ်။ဘာညာဆိုဘာတို့ကသတင်းလွှင့်တော့မှာလေ။အမှန်တော့ဘာတို့လက်လွန်ချင်းလုံးပြီးတေသွားတယ်။တေသွားတော့ဘာတို့ကတယောက်တည်းဆိုပြီးသွားပြီပေါ့။အဲ့တော့အခုမိန်းမကိုကလေးအသက်9နှစ်ပဲရှိသေးတယ်ကလေးက။အဲ့ဒါဆိုဟုတ်ပြီ။ယောက်ျားလှုပ်တဲ့လူကမိန်းမလှုပ်တဲ့လူကထောက်ပို့လှုပ်တယ်ပဲထား။ကလေးနဲ့ပါဆိုင်တယ်။ကလေးကတော့ထောက်ပို့လှုပ်တဲ့လူလား။ဘာဆိုင်လို့လဲ။အဲ့တော့ဘာလို့ကလေးကဖမ်းတာလဲ။ဟမ်။ဘာလို့လဲအဲ့လူမဆန်မှုကိုပြောပြလား။လူမဆန်မှုကတော့ကွာပြောမနေနဲ့ကွာ။ပြောမစိုးပုံပြောတော့တော့။မှုန်မှုလေအဲ့ဒါမမတို့ပြောနေတာလေမင်းက။ဟုတ်တယ်လေဗာ။ဘာဟုတ်တာလဲ။ဟာ။ အဲ့တော့အခုဟုတ်တာပဲပြောတော့မယ်ဟုတ်တာပဲပြောဟုတ်တာပဲပြောအဲ့တော့အသေးစင်းပြောမယ်ဟုတ်ပြီဟုတ်ပြီနော်အဲ့ဒါဟုတ်တာပဲကျိတ်တယ်ပဲ3ရက်7ပလာတဲ့2025နော်မနေ့ကပေါ့ကင်းရင်ပြည်နယ်ကျွန်တော်မြောက်ပြည်မြို့နယ်မှာကျွန်တော်တို့အသေးများတယ်လို့သိရတယ်ပေါ့နော်အသေးများမယ်ပြီးရင်ကျွန်တော်သခိုင်းတိုင်းကျွန်တော်တို့သခိုင်းမြို့နယ်မှာကျွန်တော်5ဦးတည်တယ်ပေါ့ပြီးရင်ကျွန်တော်သခိုင်းတိုင်းကံမလူမြို့နယ်မှာ2ဦးတည်တယ်ပေါ့ ဲ့တော့ကျွန်တော်317လ2025မှာအသေးများလာမပါအားလုံးပေါင်းကျွန်တော်6ရောက်သေးတယ်ဗျ။သွားပြီကွာသွားပြီသွားပြီသွားပြီဒီပုံစံတိုင်းသာဆိုငါတို့ကနေတိုင်းလူလူငေါတို့ရာနေပြီးတော့သေနေရတယ်ဟုတ်တယ်ငါတို့ဘက်ကလူတွေသေနေတယ်လက်နဲ့တွေပေးနေရတယ်ကိုဘက်ကိုသွားပြီးတော့အလင်းဝင်ကြတယ်ဟုတ်တယ်ဗျာဟာဟာ6ဦး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 တော့အသေးများလာမပါသေးဘူးเนาะအေးအသေးများလာမပါသေးဘူးဒီပုံစံတိုင်းသာတက်ချုပ်ကနေပြီးတော့ကိုထင်ရကိုလုံနေမယ်ဆိုအခု6ယူးနဲ့တောက်ယူးဖြစ်တော့မယ်